အောင်မြင်ခြင်းနဲ့သူဖြစ်ရှင်နေဆိုရင်ဆရုနံပါတ်1ဘီလို့ခေါ်တဲ့ဘုတ်စာဖတ်ပါဆယ်စမအလုံးစာဖတ်ပါကဘာမှာရှိတဲ့စာအုပ်တုံးမှာဆရုရှာနေတဲ့အဖြစ်တစ်ခုရှိတယ်ဆရုအတွက်အောင်မြင်ခြင်းတစ်ခုရှိတယ်ဘီစာဖတ်ပါနံပါတ်2အိုင်းအင်ဒီပက်ကျူတဲ့မိကောင်းဆွေကောင်းအဆက်အသွယ်ကောင်းယနေ့အောင်မြင်ဆုံးမြတ်စွာဘုရားဟောခဲ့တဲ့ဟုတ်ပြီနော်ဆရာအရှင်အာဏနာပြောတဲ့မိကောင်းဆွေကောင်းရှိရင်90ကလုံးပြီးမြောက်နိုင်ပါတယ်ဖေအရှင်အာဏနာအဲ့လိုမပြောနဲ့မိကောင်းဆွေကောင်းကတကယ်ဆင့်100%ရာကနုံးတရားပြီးမြောက်စေ ။ရောဒီနေ့ဒီမှာရှိတဲ့ဆရာဆရာအားလုံးအားလုံးဆရာဘုရားကိုပြောပြမယ်နော်။ဆရာစင်စင်ကူကပြောင်းရတဲ့အချိန်မှာလက်တော်တစ်လုံးပဲရှိတယ်။ဘယ်သူနဲ့မှမသိဘူး။ဘာနဲ့ဝမှမရှိဘူး။ဘာမှတွေ့ကြုံမရှိဘူး။ဒါပေမဲ့ဒီနေ့ဒီနေရာကိုဆရာတို့ရောက်လာသည့်အဆက်အသွယ်မိတ်ဆွေတွေဆရာရှိတယ်။ပြီးတဲ့အခါမှာဆရာကောင်းသမားကောင်းတွေဆရာဘေးမှာဝင်ရလိုက်တယ်။မိကောင်းဆွေကောင်းတွေနဲ့ဆရာအလုပ်တွေအများကြီးလုပ်တယ်။အဲ့တော့အရေးကြီးတာအရေးကြီးဆုံးရာသည်ဆရာတို့ဘာဖြစ်ရမလဲ။နောက်ဝတ်ဆရာကိုယ်တိုင်မလောက်ပါနဲ့နဝအဆက်အသွယ်နဲ့လောက်ပါ။အဲတော့ဒီနေ့အရေးကြီးတာတော့အဲ့ဒီနဝနဲ့ပတ်သက်ရင်နဝနှစ်မျိုးရှိတယ်။လူတော်တော်များများလုပ်နေတဲ့နဝတ်ဒီ B2C လို့ခေါ်တဲ့နဝတ် ဟုတ်ပြီနော်တဦးတည်းနဲ့အဆက်အသွယ်လုပ်တဲ့နောက်ဝက်မျိုးဒီနေ့အသင်းဖွဲ့တွေမှာမဝင်နေဆိုတာ B2B ဟုတ်ပြီနော်ဆိုလို့ချင်းတာ B2B အသင်းဖွဲ့ကိုတရားဝင်လိုက်ပြီဆိုတာနဲ့ဆရာကြီးတို့နဲ့လည်းသိရတယ်ဒီမှာရှိတဲ့ဆရာများစွာနဲ့သိရမယ်များစွာများစွာတဏ္ဍာလုံးအဆက်အသွယ် automatic အလွယ်တကူရသွားတယ်အဲ့ဒါ B2B နောက်ဝက်အဲကြောင့်ကမ္ဘာမှာရှိတဲ့သူတွေဒီသူတို့ရဲ့ strategy ဒီ B2C ကိုသိမှတော့ B2B လောက်တယ်ပြီးရင် B2I international community နဲ့ဆက်သွယ်တယ်အဲ့ဒါအဆက်အသွယ် အဆက်အသွယ်နဲ့ပတ်သက်ပြီး strategy ပဲဒါသည်ဆရာရဲ့ individual နောက်ဆုံးတော့ရေးကြည့်တဲ့ဆက်ဆုံးအားလုံးရဲ့ goal ရည်မှန်းချက်ပန်းနိုင်ကြည့်ဖြစ်ပါနောက်ဆုံးရည်မှန်းချက်ပန်းအဲ့တော့ဆရာတို့ပြောချင်တာကတော့လူတစ်ယောက်ကမိမိရည်မှန်းတဲ့အတိုင်းပဲနောက်ဆုံးရတယ်အဲ့ဆရာတို့ဒီမှာရှိတဲ့ဆက်ဆုံးအားလုံးတနိုင်ငံလုံးအတွက်စမ်းသပါမန္တလေးမှာရှိတဲ့သူတွေအားလုံးတနင်္ဂနွေအတွက်ဆန်းအောင်ဆရာဆိုရင်အလုပ်တစ်ခုလုပ်ရင်တနင်္ဂနွေအတွက်မြဲတွေ့တယ်။ရောင်းအခုဆရာတို့ကြောင်းဝဲဆန်ကားကိုတနင်္ဂနွေအကုန်ပေးထားပြီ။အဲ့တော့အလုပ်တစ်ခုလုပ်ရင်ရီမှန်းချက်နောက်ပဲလူတိုင်းလုပ်။ရီမှန်းချက်များရင်အလုပ်ကိုဖြည်းဖြည်းလုပ်မှာများများလုပ် မြမြလုပ်မယ်။ဒါကြောင့်ဒီနေ့ဆက်ဆံအားလုံးကိုအားပေးချင်တာတော့စကလုံးလေးသုံးလုံးပဲ။ B ရဲ့ I ရဲ့ G ရဲ့